ရန်ကုန်မြို့မှာပထမအဦးဆုံးဖွင့်လှစ်မဲ့ electronic ပစ္စည်းမျိုးစုံရရှိနိုင်မဲ့ electronic city ကိုရန်ကုန်မြို့တောင်ကလာပါမြို့နယ်ဝေဇန္နာလမ်းမကြီးမှာလာမယ့်မတ်လအတွင်းမှာဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ဒီအကြောင်းကို February 2ရက်နေ့ကရန်ကုန်မြို့ Serena Hotel မှာသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ Great Electromotive International Company ကပြုလုပ်တဲ့ဒီရှင်းလင်းပွဲမှာအခုဖွင့်လှစ်မဲ့ electronic city မှာ international brand တွေကိုပဲရောင်းချသွားမှာဖြစ်တဲ့အကြောင်း ကုမ္ပဏီရဲ့ Managing Director ကိုတင်ထွန်းနိုင်ကအခုလိုပြောပါတယ်။ Lotus Fine City ကိုအခုဝယ်မယ်ဆိုရင်လူတွေကခက်ခဲဝယ်ရပါတယ်။ဒီတနေရာထဲမှာ brand ပေါင်းရာချီရန်ရာချီတဲ့ brand တွေကိုတနေရာထဲမှာလူတွေကနည်းစင်းလို့အမှန်သာရာချီရအောင်ရောင်းချပေးခြင်းနဲ့ဆက်လာမယ်ဖွင့်နေကြဖြစ်ပါတယ်။လက်ရှိဆောက်လုပ်နေတဲ့ Electronic City အစအဦးဟာနှစ်ထပ်ခွဲဖြစ်ပြီး brand အမျိုးပေါင်း100ကျော်နဲ့ item ပေါင်း2000ခန့်ကိုရောင်းချသွားမှာဖြစ်ပါတယ်။ mobile phone တွေ IT product တွေနဲ့

Samsung, Panasonic, Oppo, Acer, Hitachi, LG, Epson, Sharp, Philips, Sony, Lenovo, Toshiba စတဲ့အမျိုးအစားတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ Great Electromotive International Company အနေနဲ့ Electronic City လို့စိုင်ခွဲတွေကိုဖွင့်လှစ်သွားဖို့ရှိပါတယ်။